ားလုံးတို့သာလေးစားပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube channel လေးကနေနေ့ထက်စာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့ကမ္ဘာနိုင်ငံရဲ့အခင်ကျင်းတွေကကမ္ဘာသူကမ္ဘာသားတွေရှင်တမမနဲ့စောင့်ကြည့်နေကြတဲ့ Iran နဲ့ Israel တည်တင်းလေးတပုတ်တင်ဆက်ပေးပါမယ်တည်တင်းလေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလောက်သွားပေးဖို့မြစ်တာရဲ့ခံချင်ပါလေဗျာ ြည်တွင်းကမိဘပြည်သူတွေညီကောင်မောင်နှမတွေအနေနဲ့ VPN ခံပြီးတော့ကြည့်ပေးကြဖို့လေမြစ်တားခံချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျအီရန်နဲ့ Israel အပိတ်ရရဲ့အပြစ်ဝသဘောတူပြီး12ရက်ကြာစစ်ပွဲအဆုံးသတ်ပြီးလို့ Trump ကပြောဆိုလိုက်ပါတယ် Israel နဲ့ Iran အကြားအပြီးပိုင်းအပြစ်ရဖို့အပြစ်ဝသဘောတူလိုက်ပြီးဖြစ်ကြောင်း American သမ္မတ Donald Trump ကသူ့ရဲ့ social media ကနေရေးသားဖော်ပြလိုက်ပါတယ်ရေးသားဖော်ပြချက်အပြစ်ဆုံးကတော့ ခုလိုဖြစ်ပါတယ်အားလုံးကိုဂုဏ်ယူပါတယ်အစ္စရေးနဲ့အီရန်တို့ကြားမှာအပြည့်တင်အပြည့်ခတ်ရစေးရေးပြုလုပ်ဖို့အပြည့်အဝသဘောတူခဲ့ပါပြီအစ္စရေးနဲ့အီရန်တို့သူတို့ရဲ့လက်ရှိနောက်ဆုံးစီးရေးတွေကို မျက်စိပြည့်စည်တဲ့အခုကစပြီးခမ်းမန့်ချေချနာရေးအတွင်းမှာပါဒါဟာ7နှစ်နာရီကြာမြင့်မှာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာစစ်ပွဲကိုပြီးဆုံးပြီလို့တတ်မှတ်ပါလိမ့်မယ်။တေဝင်အပြင်အီရန်ကအပြစ်ရက်အပြစ်ခတ်ရက်စီရီကိုစတင်မှာဖြစ်ပြီး7နှစ်နာရီကြာမှာအစ်ရီက အပြစ်အခက်ရစီကိုစတင်မှာဖြစ်ပါရယ်24နာရီအကြာမှာတော့12ရက်ကြာစစ်ပွဲအဆုံးသတ်ခြင်းကိုကဘာကဂုံပြုကြိုးဆိုကြပါနိုင်မယ်အပြစ်အခက်ရစီခြင်းအတွင်မှာနှစ်ဖက်စလုံးကငင်းချမ်းစွာနဲ့လေးစားမှုရှိစွာနေထိုင်ကြပါမယ်အဆန့်ဆအရာကောင်းမွန်စွာဖြစ်မြောက်မယ်လို့ယူဆပြီးဖြစ်လေဖြစ်မြောက်မှာဖြစ်တဲ့အတွက်12ရက်စာစစ်ပွဲလို့ခိုးဆိုတဲ့ဒီစစ်ပွဲကိုအဆုံးသတ်ဖို့အတွင်နဲ့ခန့်နေရ တတ်ထိန်နဲ့ဉာဏ်ပညာရှိခဲ့တဲ့အစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးကိုခုံပြုလိုပါတယ်။ဒါဟာနှစ်ပေါင်းများစွာ ကြာရှည်နိုင်ပြီးအခြေလေးပိုင်းတစ်ခုလုံးကိုဖြစ်စီပစ်နိုင်တဲ့စစ်ပွဲတစ်ခုဖြစ်ခဲ့ပေမဲ့အခုလိုမဖြစ်လာခဲ့ပါဘူး။ဘဒုမလေးဖြစ်လာမှာမဟုတ်ပါဘူး။ဘုရားသခင် အစ္စရေးကို ကောင်းချီးပေးပါစေ။ဘုရားသခင်အီရန်ကို ကောင်းချီးပေးပါစေ။ဘုရားသခင်အခြေလေးပိုင်းကို ကောင်းချီးပေးပါစေ။ ဖျားသခင်အမေကန်ပြည်ထောင်စုကိုကောင်းချီးပေးပါစေပြီးတော့ဖျားသခင်ကဘာကြီးကိုကောင်းချီးပေးပါစေလို့တမနာတော်နန်ထရန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလာပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဒီကနေ့ကျွန်တော်တို့ကြားရှင်နေဆုံးသတင်းပါကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းတွေကိုကျွန်တော်တို့သိထားမှာဖြစ်ပါတယ်။ကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းတွေကဒီနေ့တမျိုးမရောနိုင်အောင် ဖြစ်နေပါတယ်။မြန်မာဒေါ်လာရင်း နိုင်ငံရေးစစ်ရေးသတင်းတွေကိုကျွန်တော်တို့နားဆွင့်ထားကြမှာဖြစ်သလိုကမ္ဘာနိုင်ငံရေးအပြောင်းအလဲစစ်ရေးအပြောင်းအလဲတွေကိုလည်းသိထားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မိဖပြည်သူတွေအတွက်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားများနေတကွာအာရခပြည်သူပြည်သားများ အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ။